ားလုံးပဲမင်္ဂလာပါရှင်။ Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဆရာဆွေမင်းတနုဖြူရဲ့ကျွန်ုပ်နဲ့မိုးဆိုးပညာရဲ့ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ကျွန်ုပ်မိုးဆိုးဘဝရဲ့တသက်တာမှာတည်ပြီးနဲ့ကြုံခဲ့ရသလိုလွဲချော်မှုများလည်းရှိခဲ့ပါရစေ။မမရရမိုးကြပြီးတောပဲဖြစ်ခြင်းကိုသတိရလိုက်တယ်။အဲတုန်းကတေးဖို့ပဲ။ဟုတ်ပါဟုတ်ပါ။ဒီလိုနဲ့ကျွန်ုပ်တို့လည်းဘူးတီချောင်းနှစ်ခုကိုယူကာရွှေတစင်ချောင်းဘက်ကိုလှေတစည်းနဲ့လှော့ခတ်ထွက်ခဲ့ပါတော့တယ်။ချောင်းညာကိုရောက်ချီပြီ တာကွန်ကလေးကတက်တက်စာနေအောင်ကြည်အဝယ်ဝင်းဝါနေတယ်။တော်ဘဲများကတောင်ပြင်မှာတချို့ရေထဲမှာတချို့မြူးတူးနေကြကြပြီ။ကျွန်ုပ်တို့လည်းဘူးတိကျောင်းနှလုံးကိုခေါင်းမှဆော့ကာရေအငုံရှိုးသွားပါတယ်။ဘူးတိကျောင်းမှာမျက်လုံးပေါက်အရာနှစ်ခု ဖောက်ထားတယ်။၎င်းပေါက်မှာကြည့်ကြရာကျွန်ုပ်နီးမှာလှုပ်လီလှုပ်လဲလှုပ်နေတဲ့ဘူးတိကျောင်းတလုံးကိုတွေ့ရပါတယ်။၎င်းကဘိုက်ကလေးပဲ။ဘူးတိကျောင်းနှလုံးလဲရေကူးနေတဲ့တော်ဘဲအုံနာကိုကတ်သွားတယ်။တော်ဘဲများကအင်းဒရီပင်မပြတ်ပါဘူး။သူတို့ကဘူးတိကျောင်းလိုထင်ကြပြီလိမ့်မယ်။ ကျွန်တော်လည်းအနီးနားမှာတောပဲတကောင်ကိုချိန်မကင်ကရေထဲကိုဆွဲချလိုက်ပါတော့တယ်။ဟေးငါ့ကိုဘာလို့ဆွဲ?ဘူးတိကြောင့်နောက်တလုံးနီးမှာတောပဲတွေကလည်းတကောင်မိတကောင်ရင်ငုံနေပါတယ်။ပြန်ပေါ်မလာတော့ရင်ငုံချင်းပဲ။အမေငါဘေးရပေါ်တာရင်ငုံတာကြားလာကြည်လား။ရင်ငုံစံချိန်ယူနီယံထင်ပါဟေးဟေးငါ့ကိုဘာလို့ဆွဲ?ကျွန်တော်တို့ကအဲ့ဒါလိုပဲတောပဲများကိုလွယ်လွယ်နဲ့ဖမ်းယူနေခိုက်အမျောလင်းတော့အချင်းရတစ်ခုဖြစ်ပြက်ပုံမှာကျွန်တော်ခေါင်းဆွထားတဲ့ဘူးတိကြောင့်ကဘလို့ဖြစ်တယ်လဲမသိဘူး။ ဒိုးရှူပေါက်ဖြစ်သွားကလင်းကျင်းသွားတယ်။ဟာဘယ်နဲ့ကျွန်တော်လည်းအလန့်တကြားပင်ဘူးသေးချောက်ကိုခေါင်းမဖြုတ်ကလှုပ်ပြက်လိုက်ပါတော့တယ်။ကြံဘူးသေးချောက်တစ်ခုလည်းထို့အတူလွင့်ထွက်သွားကြောင်းတွေ့လိုက်ရတယ်။ကျွန်တော်ရော့ဘိုက်ကလေးပါချက်ချင်းထရက်လိုက်ကြတယ်။ဟိုက်ပြစ်တဲ့ဟာငုံဟာငုံဟာငုံပြီးသားပြို့ကျွန်တော်ရော့ဘိုက်ကလေးပါချောင်းရည်တဲကိုပြန်ငုံရှိုးရတယ်။တနေ့နဲ့ပြစ်နေတာဦးဘဲကောင်းတွေလည်းကျွန်တော်ဒေါသထွက်သွားတယ်။ရှားထားတဲ့ဘဲတွေကလည်းဘဲစီရောက်ကုန်ပြီလည်းမသိဘူး။မရေတရေနဲ့ရေပေါ်မျက်လုံးတင်ကြည့်လိုက်တော့ တောင်မြန်မာရက်ပြီးကျွန်တော်တို့ရှိရာကြည်နေတဲ့တကြီးပါစီနဲ့အာနိုလာမို့ဟင်တကြီးအာနိုဘာလို့တနက်နေ့ပြည့်ရတာလဲဗျာဟာဥတုပြီးတော့ပါလားကျွတ်တို့ကတော့ပဲပြစ်တာဗျာတော့ပဲတွေအလဲမှာဘူးတိကြောင့်နှလုံးတွေ့ရနဲ့လက်တဲစမ်းနေကြတာတော်သေးရပေါ့သူလည်းမရှောင်ရင်လွတ်တဲ့လက်မို့ကျွတ်တို့လည်းရေပဲလာဖမ်းတာဗျာကျွန်တော်ကကျွန်တော်တို့ရေပဲဖမ်းပုံဖမ်းနေပြောပြရာတကြီးပါစီကတဟားရှိပါတယ်ခမည်းအကြံကပိုက်မှာပဲဗျာတကြီးပါစီကသဘောကျစွာရှင်းနေတော့လေ ကျွန်တော်တို့အသက်နဲ့ခန္ဓာဦးစားကွဲရမှာတော့မသိဘူး။ထို့အခါသိဖို့ပဲဒီနေ့ကံမကောင်းပါလား။နောက်တစ်ခေါက်ဖြစ်ရမှာလည်းအသေးထိတ်စရာမွေးဟောက်သေးစီလိုချင်လို့အမှားတစ်ခုရရှိထားတယ်။ကျွန်တော်တို့ယနေ့ရိုးမာတော်ရဲမှာမွေဖမ်းကြမှာဖြစ်လို့အိုက်ဆက်ပူလောင်တဲ့ရာသီမှာမွေတွေကတွင်းထဲကထွက်လာတတ်တယ်။ဖုံလူးတယ်။ဝေဆောင်ကန်းချီလူပေါ့ဗျာ။လွင်ပြင်ဆန်တဲ့နေရာများမှာမွေများကိုတွေ့ရလိမ့်ရှိတယ်။ကြောက်တော့ကြောက်ချက်ကြမျက်ဖုံများမှာခွေနေတတ်ကြတယ်။ ဘိုက်ကလေးတတိထားရဲ့မင်းကချေးပလားဆိုတော့ကျွန်ုပ်ကတော့စီလဲရှိဘူးဖနက်နဲ့ဖြစ်လို့မွေပေါက်မှမပူရအောင်တော်မို့ဆိုများမွေရှိနိုင်တဲ့တွင်းနေရာကိုတိကြတယ်တွင်းများကိုစိတ်ငူတယ်ဟောရာကမွေတွင်းမဲ့เสียတော့အေးกว่าတနေရာဝယ်မျက်ဖုံများကိုအကာအကွယ်ယူပြီးခွေနေတဲ့မွေတကောင်ကိုတွေ့ရတယ်ဘိုက်ကလေးကပြတယ်၎င်းကမျက်စိလင်တယ်ကျွန်တော်လဲမွေကိုလေးလာပါတယ်မွေကခွေနေတော့လဲဥကောင်းကအခွေပုံးရဲ့ရှေ့တပေးလောက်ခွာပြီးတော့မြေပြင်မှာဝင့်နေပါတော့တယ် ကျွန်တော်လဲမွေရဲ့လေကုတ်လာကိုတေချာချင်ရွယ်ပြီးခရင်ခွားတုံးနဲ့လှန့်ထောက်လိုက်တယ်။မွေရဲ့ဇက်ပိုးလာကိုအသေးချာထောက်ချင်မယ်။မွေရဲ့ဇက်ပိုးကိုခရင်ခွားနဲ့ထောက်ထားရာမွေမှာမြေပြင်မှာပြားကပ်ပြီးရုံးမရထွက်မရဖြစ်နေရှာတယ်။ဇင်ကောင်းကောင်းမရရပါလားနော်။မွေရဲ့ကိုလုံးကရုံးကန်နေပါတယ်။ကျွန်တော်ရဲ့ဒုံချောင်းကိုတပြန်းပြန်းနဲ့ကြိုက်တယ်။ဒါပေမဲ့မွေကမလွတ်ပါဘူး။ကျွန်တော်ကမွေကောင်းကိုထတ်ထိုးလို့သာဖိကတ်ထားပါရယ်။ဘိုက်ကလေးကတမျောင်ဖြစ်မွေကောင်းကိုဖြုတ်ပြလိုက်တယ်။ဟာသွားပြီစက်ပြက်သွားပြီ။ ။မွေးကသုံးပိတ်သာခံရှိမယ်။ဒီတညာဟင်းတဦးစာတော့ဖူးလုံးမီ။ကျွန်ုပ်တို့လည်းဝမ်းမြစွာအိမ်ပြန်ခဲ့ကြရာအိမ်ရောက်တော့ကျွန်တော်အုတ်ထုံမှာခဲထားတဲ့မွေးရောက်ခေါင်းပြက်ကိုတွေ့လိုက်ရတယ်။ကံကောင်းလို့မသိတာ။ဒုကိစ္စပြီးတဲ့နောက်တနေ့ရွာသားများကျွန်ုပ်ထံကိုရောက်ရှိလာတယ်။တောဆက်မှာတောကျွဲရိုင်းတောင်းချက်နေလို့ဗျ။ထူးဆိုညာတော့ကကျုပ်ရဲ့လေတော်ထဲမှာတောကျွဲကြီးတွေဝင်းမွေးသွားကြပါရောလား။အိုးထောင်းလုံးမောင်းကြီးကြဲရင်ရောပေါ့ဗျာ။အိုးကျုံတိုင်းကြီးကျွန်တော်အေးပဲစိတ်ချ ဒီညတော့တရွာသားလုံးတော်ကျဲသားဟင်စားရစေးမယ်အိမ်ရှင်မတွေမြို့သီးထောင်းထားကြပါလို့စောအောလိုက်ကြစိတ်ချပြုဟွန်းအပြောကတော့စောနေပြန်ပြီစောဖေကနောကြေပြီသားပြီးနောက်တော်ကျဲများတွေ့ရင်နှိမ့်နေရပုံကိုကျွန်ုပ်ကဒင်းတို့ကိုပို့ချတယ်ဒင်းတို့ကမျက်လုံးလေးပေးကလက်ပေးကလက်နဲ့နားစင်ကြရှာရတယ်တော်ကျဲကိုဖမ်းချင်ရင်တော်ကျဲချေးပုံကိုရှာရမယ်ထို့နောက်တော်ကျဲအရှာထွက်ချေရမကြခင်ချေးပုံကိုတွေ့ရပါတယ်ကျွန်ုပ်ကတော်ကျဲချေးပုံပေါ်မှာလှန့်တန်ကိုစိုက်လိုက်တယ် အသက်ယူလာတဲ့ပစိုးစုံကိုလန်တန်ထိတ်ဖျားမှာချီနှောင်လိုက်ပါတယ်။လေတိုက်နေလို့ပစိုးမှာအလံတစ်ခုအလားတလူလူလွင့်နေတယ်။တိုက်ထိတ်မှာတလူလူလွင့်နေတဲ့ပစိုးစားကိုမြင်တော့တောကျဲကြီးကလွန်တရာဒေါသထွက်ပါတယ်။နာမုတ်တန်ကပြင်းထန်လာတယ်။ခွာကိုမြေပြင်နဲ့ရှက်တယ်၊ကဆုံပေါက်တယ်။ထိုးနောက်လန်တန်ကိုပြေးခွေလိုက်ပါတယ်။ကိုင်းကွာငါချေးပုံပေါ်တက်ရက်နေတဲ့ကောင်သေးပြီးတော့လန်တန်ကဖြောင်းကနေကျိုးသွားတယ်။ပြင်းထန်လာပါပြီနဲ့။ပစိုးစားဟာလေထဲမှာဝဲပြန်သွားတယ်။ တောကျဲကြီးကပစိုးစာကိုလေထဲမှာပင်ပြက်ခတ်ပါတယ်။မြေပြင်ပေါ်အကျဝဲခွာနဲ့ဖိကက်ပြီးဂျူကာကာကြီးဖြင့်ကော့ပြည့်ရာပစိုးစာက ဖြီးကနေဖြန်းကနေစုပ်ပြဲသွားပါတယ်။တောကျဲကြီးကပစိုးကိုလူလို့ထက်မှတ်နေပုံရတယ်။လူကယခုမှလာကြည့်ပြီးတင့်တယ်မင်းလာကြည့်ပြီးတတော်ညံများတဲ့လူသားများပဲလူများကကိုင်းမင်ဂျူကိုင်းမင်ကြားမှာရုတ်တရက်ထရက်ကလန့်ကိုစီနဲ့တောကျဲကြီးစီပြေးဝင်သွားကြတယ်။တောကျဲကြီးရဲ့ပြမလွဲခနာကိုကြီးကို လှန်များဖြစ်ထိုးဆိုင်ကြရတယ်။လူစဲရောက်လှန်ဆဲစဉ်တောသားများမှအာခွန်ပလာကတော့စိတ်ချရရတယ်။လန်တန်ကအသားတဆုံဝင်းမပြီးတောကျဲကြီးရဲ့ခနာကိုစီကိုတောကျဲကြီးကရုံးမမယုံနိုင်ရှာဘူး။တပြိုင်နက်တည်းလှန်ဆဲကြောင်းအစိုက်ခံရလို့မြေပြင်ကိုတုံးကနေလဲကျသွားပါတယ်။မြေပြင်မှာဇီဝင်ချုပ်နေတဲ့တောကောင်ကြီးကိုကြည့်ကကျွန်တို့ကပြောမဆုံးကြပါဘူး။တရင်ကြလို့တရွာလုံးရှောက်လာတယ်။အောင်လဲတမီပါထွန်းလာကြသေးတယ်။မိထိန်တဲ့အောက်မှာတောကောင်ကြီးကအသွေးတွေယူစီလျက်ဆက်တွေ့ရဲ့ ဇက်တော့စကားတိုင်းကျမတို့တက်တဝဲမတိန်နားထောင်ပါရရှင်ဘာပါလိုက်ခင်ဗျာတရွာလုံးငရုတ်သီးထောင်းထားဆိုတာလေဒီညတော့ကျွဲသားစားရမယ်ဆိုတာလေစားရမယ်ဗျာတော်ကြကျွဲပေါ်ပြီးရင်တအိမ်တောင်တပိတ်တာတွဲစီပြေးပါမယ်ဒုစမပဲဒေါညိုပြတစ်စခန်းထားတယ်ဟင်ဒါတာတော်ကျွဲအိုးမဟုတ်ပါဘူးရှင်ဒါတာကျမအိမ်ကကျွဲကြီးမိနေမဟုတ်ဘူးလားဟုတ်တယ်မဟုတ်ဟုတ်လို့တော့မိနေသေးတယ်ဟိုဒီမှာလဲဘက်ကျိုးတော်ပါသေးတယ်ဟိုင်မပါဟာ လဲပတ်ကျိုးကအနက်ရောင်ညမှောင်မှမမြင်ခဲ့ရပါဘူး။အိုးမလို့ချက်မှုဒါလေးကျွဲတာပဲ။တအိမ်တပိတ်သားစီပေးဖို့ပေးရမယ်။ရွာသူများကမလျှော့ပါဘူး။နောက်ဆုံးကျကျွန်တို့ခင်ဗျားထိုးအိမ်ကျွဲကြီးကို အဖိုးသားနာဖြတ်ပြီးတကလာအရက်ဝေလိုက်ရပါတယ်။ဒါပဲတော့ဥတ်တပီးကျွဲဘူးကိုမနဲ့လင်းနာနဲ့ပေးရမယ်။ဒီနေ့ကမကောင်းပါလား။အစကဘိုက်မပြောဘူးလား။ကျွန်ုပ်နဲ့ပါတဲ့င်းကကျုတ်ခဲ့ကြပြီဒါပေမဲ့မိုးကမကုန်နိုင်သေးပါဘူး။ ယခုလိုမူးကြီးလင်ကျွန်ုပ်တို့အမဲပြမထွက်တော့ဘူး။ဘိုက်ကလေးကဆရာတော်နဲ့အမဲပြမထွက်ရသမျှစီးစိမ်ကြီးပါလားလို့တွေးပြီးတော့အိမ်မက်ပင်မက်နေပါတော့တယ်။ကျွန်ုပ်မှသာခက်လန့်လန့်မှအော်ဟစ်နေတဲ့ဖားတံများကိုစိတ်မသက်မသာကြားနေရရင်အမဲရနိုင်စရာအတိတ်ဖြစ်ရတဲ့ကိုသတိရမိတယ်။ကတုံးနဲ့ဘေးပတ်မှာဆက်ဆက်မှုမရှိတဲ့အရာကျွန်ုပ်လိုနိုင်ငံကျော်မဟုတ်ဆိုကြီးမြန်ရစာတွေ့ပေနဲ့ PC ကွေဖားတငယ်လေးပတ်သက်စရာအကြောင်းမရှိပါဘူး။ ဒါပေမဲ့ကံကြမ္မာမျက်နာမလာလို့ပတ်သက်ခဲ့ရပြီမနစ်ကအခုလိုသတင်းကြော်လာအခါပေါ့မိုးပွပွဲကြားမှပင်ကြေးလက်ကျမ်းမာရင်မူဥစံထွေးကကျွန်ုပ်အိမ်ပေါဝါကိုရောက်ချလာတယ်ပြိုးစရတော့တောဝက်သားမစားတာကြားလာပေါ့ဗျာဒီတခါအမဲပြည့်ရင်တောဝက်ပြက်ပါအောင်ပြောအိုးဒါနဲ့များအသေးအဖွဲပါဥစံထွေးရစေကန်းအရာကိုလာပို့ပါမယ်ဟုတ်ကဲ့ဟုတ်ကဲ့ပြောရင်းနဲ့တည်ရကြတီးပေးပေးမှမိုးကအညိုကြီးစွာဆွေးနေပါတော့တယ်ဒါပေမဲ့မတက်နိုင်အောင်မြင်ကြကြသူမူခတိတရမယ် ီလိုနဲ့ကျွန်တော်တွေ့ပြီးနဲ့တပည့်ကျော်ဘိုက်ကလေးတို့ကရိုးမတော်ကြီးအတွင်ကိုဝင်ရောက်ခဲ့ရပြန်ပါတယ်။ညညာစာလာပြီးဟေ့တပည့်ကျော်ဘိုက်ကလေးတောဝက်များကဘေးရောက်ကုန်ပြီလည်းမသိခြေရပင်ရှာလို့မတွေ့ဘူး။ခီးများထွက်နေကြသလား။နိုင်ငံသားများမှနိုင်ငံသားမှများလားတော်ဝက်မပြောနဲ့တရံတူတဲ့မြေကျွတ်တောင်မတွေ့ဘူးတော်သေးရပေါ့နေထမ်းတပြားတည်းမတွေ့ရတော့ကျွန်တော်လည်းစိတ်ကူးစင်ကြင်မိပါရဲ့ကျွန်တော်တွက်ကိန်းလွဲပြီးထင်းနေတဲ့ပဲကြီးဘယ်တော့ကရောတွက်ကိန်းမှန်ဘူးလို့လဲဒါကြောင့်ပြောတာ ဘိုက်ကလေးကိုအရင်တိုင်းမင်မာလို့ရိုးဆက်ကလေခွင်းတွေမှာများရောက်နေကြတယ်လေပဲတွတ်ပီတွတ်ပီဥပ္ပမောင်ရဲ့ရာကင်းဆက်ကိုရောက်ချေတော့မိုးကဝေါကနေကြွားချလေရကိုကိုပင်အောက်ကိုအပြေးခိုဝင်ရပါတယ်ကားလျော်စွာပင်တောဝက်နှကောင်ကမိုးကိုရန်ထုံပုတ်တွင်ဝင်သွားတာကိုတွေ့ရပါတော့တယ်တောဝက်မြင်ရင်ကျွန်ုပ်ကပြတ်ဖို့မစင်စားရသေးဘူးစိတ်ကူးကကြီးလက်စေးပေးကန်ကိုရောက်ချေတယ်ကင်ရော့ပြကြီးနေရလားဟာကြီးလိုက်ပါပြီတောဝက်ကြီးတော်လိုက်ပါတယ်ဆက်တော့ ်လက်တွေ့မှာတော့ခြုံတန်းကလေးအစုံထိတွားတက်ခဲ့ရပါတယ်။ရောက်တော့တောဝက်ကြီးနဲ့အလွန်တရာနှိကက်လာတယ်။နှိတ်ဟာအကက်ခံတယ်။လက်ပြင်ကိုချိန်ရွယ်ပြီးတော့ခလုတ်ဖြုတ်အံဆဲဆဲကဒုံးပေါ်ဝဲစေးထန်းကြီးဖြစ်သွားကြည်ဟာဟန်ကျက်ပြက်ပြီးကြည်စံလဲလွဲချော်ခဲ့ရပါတော့တယ်။သူတစေသူ့နောက်မှာခုံရှောင်လိုက်တဲ့တောဝက်တောင်းကလေးကိုတော့ထိမှန်ခဲ့တယ်။မရှောင်ရင်လွတ်တယ်ဗျ။ကဒုံးပေါ်ကပြကရစမ်းကြည့်တော့ခြုံထဲမှာဆင်းသက်တော်မူလာတဲ့ဖားကအခန့်သားနဲ့ပြိုးဆက်တော့ ဖားကိုပုတ်ချဝဲဘလို့ဖြစ်သွားတယ်လဲမသိဘူးမျက်လုံးနဲ့မီးပွင့်သွားတယ်ဆက်တော့တော်ပလားပြုကျွန်ုပ်ကမြေပြင်ဝဲရုပ်ပြက်စင်ပြက်ကြံ့ရတဲ့သူတစီကျွန်ုပ်ကနိုင်ငံကျော်ဆိုတဲ့ဂုံပုတ်ကို ပြန်တတိရတာနဲ့တပြိုင်နဲ့ပြတိုင်းတော်ရုပ်လို့ပြန်မှတ်လိုက်ရတယ်ဒိုးဆက်ပေါင်းရသည်ရှိတော့ကျေးလက်ကျမ်းမာရင်မူဥဆန်ထွေးကိုပြီးခဲ့တဲ့ခရီးအတိုင်းတောဝတ်တကောင်ကိုပြီးရနိုင်ခဲ့တော့လေအိုးတောဝတ်ကျွန်ုပ်ရဲ့မဟာနှစ်ဘူးဝဲဝက်ပတ်တဲ့ထံရကိုလေးချက်ချုပ်ရပါတော့တယ်အစိမ့်သာချုပ်စရာ ဒုပြရာမိုးစက်ပွင့်များကိုမြင်နိုင်ရင်နာသူမှာကျွန်တော်အပြင်ဘသူရှိနိုင်မလဲမိတ်ဆွေဒီနေ့ကံမကောင်းပါလားကျွန်ုပ်နဲ့အချက်အတွက်အသက်ဆုံးဝင်သူများတနေ့မှာတော့တောပြဲထွက်ရန်ရွာလေးကိုရောက်ဥပအောင်ချမ်းဝိုင်းအုပ်စုထဲမှာတိုးမကိုလက်ထိတ်ခတ်ပြီးတကြီးပါစီနဲ့ရဲသားများအရန်မီးတက်တက်ဖွဲ့ဝင်များထွက်လာတာကိုတွေ့လိုက်ရတယ်ဘလို့ဖြစ်ပြန်လာလဲတကြီးအခုမှမသိဟန်ဆောင်မင်းနဲ့ထက်ကနေဆိုရင် ရရရွာရေးကိစ္စကောင်းဆောင်မှုပဲသိတယ်ဟာတကြီးကလည်း ကျုံမမသိတာ ပြောစမှာဘာဖြစ်တယ်ဆိုတာဟေးအာနုလာမိုရှင်းပြလိုက်အာနုလာမိုကလည်းကျွန်တော်ကိုမခန့်တလို့ကြည့်ပြီးတော့မပြောချင်ပြောချင်နဲ့ဒီလိုပြညကတိုးမောင်ကကိုမောင်လေးကိုအလက်ချောင်းပြီးဓာတ်နဲ့ခုတ်တယ်တရားရလို့ညရင်ကျဲမြိုင်းသားစေယုံကိုပို့လိုက်ရတယ်ကိုမောင်လေးနဲ့တိုးမောင်ကတာအဖလောက်အသက်ကွာရပဲဗျနောက်ပြီးတော့ကိုမောင်လေးကတိုင်းပြောင်းပြန်တိုင်းကျွန်းပြန်တိုင်းရှာလက်ပတ်ရီဟာမှားကုန်ပြီတိုင်းစပယ်ရှယ်လစ်အဲ့ဒါလောက်ကိုကျွမ်းတာဘလို့ဖြစ်ရတာလဲမားစိတ်မအေးမှားလို့ ညာချိန်ဆိုတော့မှောင်နေပြီလေရန်သူပဲမြင်နိုင်မလဲဒါလာတိုင်းပြောင်းပြန်ဥတ္တပေကျွန်တော်စီရဥမောင်လေးမစော်ကားပါနဲ့ကျုပ်တီးမကန်နိုင်ဘူးအေးပါကွာအခုလိုဖြစ်တာစိတ်မကောင်းပါဘူးရွာသားချင်းတွေပဲဘလို့ကနဲ့ဘလို့ဖြစ်ရတော့လူရင်ကိုပြောမယ်ဗျာဥမောင်လေးကလူပြိုချင်းရွာကဥပုဆင့်သမီးစက်ကောလက်ကောမခင်တင်ကဥမောင်လေးကိုဘာဖြစ်ပြီးကြိုက်သွားတယ်လည်းမသိပါဘူးသူရီစာတိုးမောင်ကဥနုကျွဲခက်ပေါ့လက်ထပ်ဖို့တောင်ဥမောင်လေးတို့စီစဉ်ပြီးပြီဆိုတော့ သူရည်စားကိုလည်းမပြောနိုင် နောက်ဆုံးဦးနှုတ်ကျွဲခတ်တဲ့တိုးမောင်ကငါတို့နှစ်ယောက်ကြားမှာဒီလူကြီးမရှိမှအိတာပဲအပြက်ရှင်းမယ်ခြေတက်လေးတိုးမောင်က ကိုမောင်လေးညမိုးချုပ်တိုင်းပြန်လာနေကြရွာဝဲလမ်းချိုးတောင်းကနေ အပိုင်ခုတ်တာပဲချက်ကောင်းတော့တစ်ချက်ထိသွားတယ်ကိုမောင်လေးကအာနုလာမိုးကစိတ်ပါလာကသူ့ဆရာရဲ့တိုက်ခွက်တွေကိုပြပါလေရော်တယ်တိုးမောင်ကိုဖမ်းထားတဲ့လူအုပ်ကအဝေးကိုရှောက်သွားတယ်အာနုရဲ့တိုက်ခွက်ကမပြီးသေးဘူးကဲတော့ပါတော့ အင်းကိုဟိုမှာစောင့်နေပြီငါသဘောပေါက်ပါပဲသွားပါတော့ပြောပြောဆိုဆိုအာနုလာမိုးကိုတွန်းလွန်လိုက်ရပါတယ်။အော်အချက်တွေအသက်နဲ့ရင်းချသူများလို့ကျွန်တော်ခေါ်လိုက်ရပါတယ်။သွားတော့မိုင်းလိုက်တဲ့တူးမောင်နင်းကိုမှနေရီစာကမကြိုက်တော့တာအချက်ကိုအတက်မှလုံးလို့မရအောင်အတင့်အနိုင်ယူခြင်းလို့မရအောင်ကျွန်တော်လည်းစိတ်မချမ်းမြေ့စွာဖြင့်ယူမတော်ကိုဝင်ခဲ့ရှာတယ်။ဝမ်းစာရေးမဟုတ်ပါလား။အင်းငါလူကြီးကိုမောင်လေးစီသွားကြည့်ပြီးတရင်မရမှာအခုဝမ်းစာရေးကလည်းရှိနေတယ် ကျွန်တော်ကလည်းရုံနှကောင်ရပြီဆိုတော့အိမ်ရဲ့ဟင်းဟုတ်အတွက်ရချည်ပြီအချိန်ကစောနေသေးလို့စမ်းချောင်းလေးမှရေချုံอืมဘိုက်ကလေးမပါလာတာပဲကောင်းတယ်စောစောပြန်ရတယ်ရေချိုးပြီးတော့မသိမြင်ပေးလိုက်တဲ့ထမင်းတုပ်ထဲမှာငပီးဖို့တကွာတီတို့ကိုမျက်ရင်ရှက်ရစားပြီးတရေတမောအိမ်ရန်ကြံကရှိသေးတယ်တဝုံဝုံတတိုင်းတိုင်းပြေးဆင်းလာတဲ့ပြောင်းအောင်စုတစုကိုတွေးလိုက်ရှာပါတယ်တော်ပါသေးရဲ့ငါကသူ့ကိုလမ်းကြောင်းနဲ့လွတ်လွတ်အလဲတက်တက်ဆိုရင်ငါ့ကိုပြေးဆောင်နေอืมဒီကောင်တွေဒီချိန်ပြစ်ဖို့ဖမ်းမလို့မလွယ်ဘူး ။နေရအတီတကြလည်းမရှိပြန်ဘူးမိတ်လိုက်ချိန်ကိုကျွန်တော်လည်းတခွာအတီနဲ့ငပီးဖို့စီးစိမ်ရစ်ပြီးတော့မပြောတပြောဖြစ်နေချင်းပြွပြွကျွတ်ဆိုတဲ့တရဝါတကောင်ရဲ့အတန်ကိုတွញ្ញန်းစွာကြားလိုက်ရတယ်။မျက်လုံးမေးတစ်ချက်အိတ်တစ်ချက်တရေလားချီလားငါမပြတ်နိုင်တော့ဒီနေ့ငါလူကြီးကိုမောင်လေးအတွက်စိတ်မကောင်းဖြစ်နေတာ။နားပါရဲဆိုမှပုံစရာကမရှိ။အိနေကြနေရမှာဒီကောင်းကြီးဘာလန့်လုပ်နေရလဲငါခတ်လိုက်ရတိပီဟိုမုတ်ဆိုးကတုံးကြီးပဲ ဒန်ရန်ကတိတ်ပြင်းနေဘလို့လောက်ရပါမလဲဒီမိုးစိုးကတုံးကိုနှိုးပြီးအကူကြီးတောင်းရင်မဖြစ်သေးပါဘူးတော်ကြငါ့ကိုသူ့တနက်နဲ့ပြစ်တဲ့ဘလို့လောက်မလဲငါအာတေးတော့မလားမသိဘူးမောလိုက်တာငါကိုယ်ရဲ့ဥလေးတွေကငါ့ကိုဒီလောက်ရက်ဆက်လိမ့်မယ်လို့မထင်ဘူးမလောင်လေးမလောက်စားကောင်းလေးငါ့ကိုနေရမပေးဘူးအစာမရှာတဲ့ရက်ငါ့ကိုဘာမှမကြွေးဘူးငါအခုလေးနှစ်ကျော်လို့ငါးနှစ်ပြည့်တော့မယ်ငါလူပြိုဖြစ်ပြီကွာငါချစ်နေတဲ့ပြောင်မလေးမိတူးကိုငါယူဖို့ဆုံးဖြတ်ပြီးသူနှစ်ကိုပျော်ရွှင်နေတဲ့အချိန် ငါကိုအထင်ကြီးတဲ့အိမ်နောက်တဲ့ဘူအေးကအတင်းအလစ်တော့ယူသွားတယ်။ငါ့ကိုတိုက်ခိုက်တယ်ငါရှုံးသွားတယ်။ငါတိမခံနိုင်တော့ဘူး။ငါတက်စီနီယာကြားတဲ့ကလေးဖေးစီလုံးကအခုငါ့ကိုအနိုင်တိုက်ပြီးတော့ရရဆက်ဆက်လှုပ်သွားခဲ့တယ်။အင်းအားချင်းမမြလို့အရှုံးပေးလိုက်တာတော့ငါ့ကိုရရဆက်ဆက်လှုပ်တယ်။ငါမကြည့်နဲ့ဘူး။ငါချစ်သူခင်မူနဲ့ငါဝေးပြန်ပြီ။တကယ်ဆိုရင်ငါတို့လေးနဲ့ငါနဲ့ဆိုတာအိမ်အောင်ပြုတ်ဖို့နှစ်ဖက်ဆွေမျိုးတွေဝိုင်းအောင်လှုပ်ကြရမှာပါ။အခုတော့အထက်မှာအနိုင်ချင်းမီလှုပ်နေကြတာ။ ကျွန်ုပ်ကစားရကန်ကြုံလို့ကျွန်ုပ်နားရောက်လာတယ်။ပြောင်းငယ်တကောင်အိယာမှာနူးနူးချင်းတနက်နဲ့လင်းမြန်စွာဖြုတ်လိုက်ပါတော့တယ်။ငါမပြက်လဲဒင်းတန်ရတွေကပြောင်းချင်းချင်းတိုက်ခိုက်ခဲ့လို့သီတော့မှာပါပဲလေ။ကျွန်ုပ်လည်းအသက်ပြောက်သွားတဲ့ဒင်းရဘရက်ဘွားနဲ့ပြောင်းလေးကိုတစ်ချက်ကြည့်ပြီးပြောင်းလေးရဲ့မမိတ်သောမျက်လုံးကပြောနေတဲ့စကားတွေကိုကြားရအောင်မိပါတော့တယ်။ဥက္ကရုံဒါတော့အချက်အတွက်အသက်ဆုံးသူနော်။ဒီနေ့ကံမကောင်းပါလား။ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေ ဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအပင်းနာစင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။